တကယ်လေဒီစာအုပ်နဲ့ပတ်သက်ပြီးမှလေလူငယ်တွေကခဏခဏလာမေးရပေါ့နော်ကျွန်တော်ရဲ့အဖြစ်တွေအကုန်လုံးကိုတွားကြည့်လိုက်မဲ့ဆိုရင် I think it's kind of the same post တိလာကျွန်တော်ညွန်းညွန်းနေရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ personally ကြိုက်တဲ့စာအုပ်နဲ့လူငယ်တွေ fitness စာအုပ်ဆိုမှကျွန်တော်ခွဲပြီးမှပြောပြမယ်ပေါ့နော်မကျွန်တော် personally ကြိုက်တဲ့စာအုပ်တွေဆိုရင်ကျွန်တော်ရဲ့လက်ထက်မှာလည်းတက်တူထူထားတယ်ပေါ့နော် outlier outlier Melcon Gladwell ရဲ့ outlier ဆိုတဲ့စာအုပ်ကျွန်တော်အရန်ကြိုက်တယ်ပြီးရင် man search for meaning ပေါ့နော် Victor Frankl လမ်းဒီပေါ့နော်အဲသူသူရေးတဲ့စာအုပ် ီစာအုပ်ဆိုလဲကျွန်တော်ခဏခဏညွန်နေတယ်မှာပါတယ် Atomic Habits yes အဲဒီစာအုပ်ဆိုလဲ James Clear ရဲ့စာအုပ်ပေါ့နော်ဒါတွေကကျွန်တော်ညွန်နေကြညွန်နေကြစာအုပ်အဲ့ဒီစာအုပ်တွေကိုတွားဖတ်လို့ရတယ်နောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်ပြီးမှလဲကျွန်တော်လူငယ်တွေကိုထပ်ညွှန်ချင်တယ်ကျွန်တော်ရဲ့ viewer တွေအထက်မှာဆိုရင်လည်းစီးပွားရေးနဲ့ပတ်သက်ပြီးမှလိလချင်တဲ့လူငယ်တွေရှိရပေါ့နော်အမအဲ့ဒီအထက်မှာဆိုရင်ကျွန်တော်ခဏခဏညွှန်တာက0 to 1ဆိုတာရှိရ ပီတာချေရဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ဆိုရင်ကျွန်တော်နဲ့စီးပွားရေးလုံးမဲ့တူတိုင်းမဖြစ်မနေဖတ်တယ်နဲ့ it's kind of mind blowing ကွာလာအဲ့ဒီစာအုပ်အရင်ကြီးလည်းမတူပါတယ်ကွာအကေးမဖတ်နိုင်ဘူးဆိုရင်ဒီစာအုပ်တတိပြောတဲ့စာအုပ်တွေအကုန်လုံးကရွှေနှုတ်တက်မှာရှိရယ်နော်ရွှေနှုတ် app မှာ subscription ဝယ်ပြီးမှတွန်းတောင်းအောင်လုပ်ရတယ်ပေါ့နော်အဲ့တော့0 to 1ရှိမယ်ပြီးရင် star with wine ဆိုတဲ့စာအုပ် စီးပွားရေးလုပ်မဲ့သူတွေပေါ့နော်ပြီးရင် the link startup ဆိုတဲ့ဟာလူငယ်တွေကစီးပွားရေးလုပ်မဲ့ဆိုရင်ဟာအကြီးကြီးလုပ်မယ်ဆိုတဲ့ mindset ပဲရှိတယ်ဒါပေမဲ့အဲ့ဒီအကြီးကြီးလုပ်မယ်ဆိုတဲ့သူတွေကလေပတ်စံအကြီးကြီးကုန်မှာအဲ့တော့ the link startup ဆိုတာစီးပွားရေးတစ်ခုကိုတတိလေးနဲ့ဘယ်လိုမျိုးချဲ့ထွားမလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီစာအုပ်တွေကအစီဝိုင်းလှုပ်ရှင်တဲ့သူတွေဆိုရင်ဖတ်တဲ့နယ်ပေါ့နော်ခုနကတည်းကတတိပြောလိုက်တဲ့စာအုပ်၃အုပ်ကတတိကြိုက်တဲ့စာအုပ်ပေါ့နော်အခုလူငယ်တွေဖတ်တဲ့နယ်စာအုပ်၃အုပ်ကိုတတိ recommend ပေးချင်တယ်အဲ့ဒါပါလဲဆိုရင် polyglot ဆိုတဲ့စာအုပ် ဒီစာအုပ်ကဘာသာစကားလေ့လာချင်တဲ့သူတွေမြန်မာနိုင်ငံမှာဆိုရင်အခုဘာသာစကားတွေအများကြီးလေ့လာနေကြရလေ။ဟို brother လည်းတိမာပါပေါ့နော်။ဒါ English တို့ Korean တို့ Chinese တို့ပေါ့နော်။အဲ့လိုမျိုးလေ့လာတဲ့အခါမှာဘာသာစကားကိုလေ့တာလေ့လာနေရဘယ်လိုမျိုးလေ့လာနေရမလဲမသိဘူး။ English speaking လေ့လာနေတင်တန်းနေတဲ့တည်းဒါပေမဲ့ဘယ်လိုမျိုးဘာသာစကားတစ်ခုမြန်အောင်လေ့လာရမလဲဆိုရင်နီးပညာကိုမသိကြအောင်လူတွေကပေါ့နော်။အဲ့တော့ဒီ polyglot ဆိုတဲ့စာအုပ်ကဒါရှင်တို့ app ထဲမှာ55မိနစ်ကြာတယ်။ ဒီစာအုပ်ကိုဒတိယတငယ်ချင်းဖြဖြိုးကတတိယကို recommend ပေးရဒတိယကိုင်လိုက်ကလည်းနားအောင်ကြည်လိုက်တယ်ပေါ့နော်အရန်အရန်ကောင်းတယ်အဲ့တော့ဒါလူငယ်တွေမဖြစ်မနေတော့ဖတ်တင်တယ်နောက်တစ်ခုကလည်းအခုမြန်မာနိုင်ငံမှာပေါ့နော်လူငယ်တော်တော်များများက digital marketing လုပ်လာတယ်ဒါ brother လည်းမြင်ပါပါပေါ့နော်လူတိုင်းကတင်တန်းရောင်းတယ်လူတိုင်းကဈေးရောင်းတယ်လူတိုင်းကပစ္စည်းတွေ promote လုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အခါမှာသူတို့လုံနေကြတဲ့အများစုက content marketing လို့ပဲပြောလို့ရတယ် digital marketing မဟုတ်ဘူးအဲ့တော့ဒီ digital marketing ကိုလည်လာဖို့အတွက်စာအုပ်တအုပ်ကိုညှိုးချင်တယ်အဲ့ဒါက22 immutable laws of marketing ပေါ့နော်ဒီစာအုပ်လည်းရှင်းတော့ app တမှာရှိပါတယ်ပေါ့နော်နောက်ဆုံးတအုပ်ဒီညှိုးချင်တာကတော့ဒါ brother လည်းတည်မှာပါ david goggin yes တည်ရနော်ဒီရအဲ့ david goggin စာအုပ်ဟိုဒါဒါဒီစာအုပ်ပေါ့နော် yeah 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 တည်တာပေါ့ bro kent hurt me ဆိုတဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကသူ့ရဲ့ biography သူ့ရဲ့ဘဝအကြောင်း abusive ဖြစ်ခဲ့တဲ့ family အကြောင်း never see အကြောင်းပြီးရင်လူတယောက်ကဘာပဲလုပ်လို့ okay ငါအားရှိတယ်များလုပ်ပြီးသွားပြီ this is my best လို့ပြောပြီးမှ quit လုပ်တဲ့အချိန်က it's not your best yet ဟုတ်တယ် it's only 40% of your capability ပေါ့နော်သူကအဲ့ဒီအကြောင်းတွေကိုသူရှင်းပြထားတာသူကွန်နိုက်ကလည်း లై ထုတ်တဲ့ဟာပေါ့နော်အဲ့တော့ဒါ biography စိတ်ဝင်စားရတဲ့ဆိုရင်ဒီစာအုပ်ဒီအကုန်လုံးကိုရှင်းလုံး app ထဲမှာနားထောင်လို့ရပါတယ်ပေါ့နော် brother ရောရှင်တော့ app တောင်းလမ်းမသိနော်တောင်းတာဗောဗျာတောင်းတယ်ကျွန်တော်လက်ဆယ်ရုပ်ရေးပေးထားတာရှိတယ်ရှင်တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ရေးပေးထားရှိတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြောလို့ atomic habits ကကျွန်တော်လဲအဲ့လိုတုံးအောင်ရွေးရမှာကျွန်တော်ရဲ့ top ထဲမှာပါတယ်။ဘာကြောင့်ပါလဲဆိုတော့အဲ့ဒီ atomic habits ကတော့ဒီကျွန်တော်အတွက်လဲ life changing ဖြစ်တယ်။ပြီးတော့လူတော်တော်များများအတွက်လဲကျွန်တော်အဲ့ဒါကအသုံးဝင်မယ်လို့ကျွန်တော်ထင်တယ်။အမ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ atomic habits ဆိုကျွန်တော်စဖတ်ဖြစ်တာကဘာပေါ့ကျွန်တော်ကိုယ်တိုင် loss ဖြစ်နေတဲ့အချိန်ကွာ။တိလား။ကိုဟာကိုဘာလုံးလို့လုံးရမှန်းမသိဘူး။ ီးတော့ change တော့ဖြစ်နေတယ်မဲ့ change ကိုဘယ်လို change ကမလဲမသိဘူးဖြစ်နေတဲ့အချိန်ပေါ့နော် because အများစုอ่ะกว่าဒီလားအမြဲတမ်းအပြောင်းလဲတစ်ခုလောက်တော့မယ်ဆိုအကြီးကြီးတွေပြောင်းလဲခြင်းတယ်กว่าဒီလားချချင်းဘာမှမလုပ်ရရနေမှာချချင်း startup အကြီးစားလှုပ်ချလိုက်ချင်တာမျိုးပုံမှန်လေ့ကျင့်ခန်းမလုပ်ရတာနေမှာ6လအတွဲမှာလုံးဝဟိုဒီ fitness influencer တယောက်လိုမျိုးမှိုက်သွားချင်တာမျိုးအဲ့လိုပေါ့အကုန်လုံးကပြောင်းလဲမယ်ဆိုလို့ရှိရင်တာတူပြေး sprint လို့ပဲသူတို့အမြင်တယ် marathon လို့မမြင်ဘူးဟာ but အဲ့လိုမျိုး change ဆိုတာကျွန်တော်မြင်တာကြတော့အဲ့လိုမျိုး consistently အရာသေးသေးလေးတွေကို habit သေးသေးလေးတွေကိုပုံမှန်လုပ်သွားတာမှဒီ long term မှာကျွန်တော် change ဖြစ်တယ်လို့ကျွန်တော်မြင်တယ် atomic habits ရဲ့ main point ကလည်းဒါပဲအကြီးကြီးတွေသွားပြီးလုပ်ဆရာမလို့ဒီအနုမြ level လောက် atomic အရာသေးသေးလေးတွေကိုစပြီးတော့ပြောင်းအဲ့ဒါကိုခဏကွာသုံးလလေးလငါးလလောက်တာမျိုးမဟုတ်ဖ ೇನೆ ဒီ habit တခု form ဖြစ်သွားအောင်ပေါ့နော်ဥပမာဆိုကျွန်တော်ဖေးဆိုလို့ရှိရင်ကျွန်တော်လူမှန်းသိတဲ့အချိန်တွေကမနက်တိုင်းအစောကြီးထားပြီးတော့ပြေးတယ်ဒါသူ့ရဲ့ habit ပဲ ဒါကြောင့်သူဘာဖြစ်တယ်အသက်ဟို90ကျော်ပြီအခုဒီကျမကြီးတောင်တော်မီကောင်းနေဒါသူရဲ့ atomic habit ပဲအဲ့လိုပဲဥမာတစ်ခုပေးမယ်ဗျာကျွန်တော် snacks တွေစားတာအားကြိုက်ကျွန်တော်ဆိုအဲ့လိုမျိုးအာလူကျော်တို့ဘာလို့စားတာအားကြိုက်လဲအဲ့ဒါ is a very bad habit ဒါပေမဲ့အဲ့ဒါကိုဘယ်လိုပြောင်းမလဲချက်ချင်းသွားပြီးအာလူကျော်စားနေရနေမှာငါအာလူကျော်လုံးဝတစ်လုံးမစားတော့ဘူးငါအသီးရွက်တွေပဲစားမယ်အဲ့လိုသွားလို့လို့မရဟုတ်ပြီအာလူကျော်စားမယ်စား snacks တော့စားတယ်ဒါပေမဲ့ snack ကိုအာလူကျော်စားပါလို့လိုက်လဲ nuts တွေပြောင်းပြီးတော့စားလိုက်တယ် လက်တဆုပ်စာနှိုက်ပြီးစားမယ်စာလက်တဆုပ်စာဆိုင်အများကြီးစားပြတယ်အဲ့လို chop stick နဲ့တတိလေးတူလေးနဲ့စားအဲ့လိုမျိုးအဲ့လိုမျိုး small small things တွေရနေမှာ habit တစ်ခုဖြစ်သွားပြီးတော့ change ဖြစ်သွားပြီးအဲ့ James Clear ကြီးရနော် atomic habits အဲ့ဒါတော့တော်တော်လေးကြိုက်တယ်ပါပါတယ်အဲ့ဒါစာအုပ်အကြောင်းပြောလို့ကျွန်တော်ကိုဒီကငယ်ဘဝကဒီကချင်ပြည်နယ်မှာကြီးတာနော်တခုတတိယဘဝလို့ဟိုကျွန်တော်ငယ်ငယ်တော့ကျွန်တော်ကျတော့ရန်ကုန်မှာပေါ့နော်ကျွန်တော်လမ်းမတော်ငါးလမ်းမှာကျွန်တော်စကြီးတော့ကျွန်တော်တို့နေတဲ့လမ်းမှာလေစာအုပ်ငားတဲ့ဆိုင်လေးရှိတယ်ဖရိုးစီမှာအဲ့လိုမျိုးစာအုပ်ငားဆိုင်တွေပါရှိတယ် ဲ့တော့ကျွန်တော်ရွာမှာစာအုပ်ငါးဆိုင်မရှိဘူးအဲ့တော့ကျွန်တော်ငယ်တုန်းကကျွန်တော်ဖတ်တဲ့စာအုပ်က Bible Bible wow Korean Bible ကိုဖတ်တယ်အများကြီးကိုဖတ်တာ Bible ကိုအရင် Bible ဘက်တိုင်းဖတ်တယ်ပေါ့နော်ပြီးရင်အင်္ဂအမိကလည်း Bible ဖတ်ရင်အလောက်မခိုင်းဘူးသူကတခုခုတခုခုခိုင်းတော့ဆိုကွာကျန်းစာအုပ်တော့ဖတ်တယ်ပေါ့နော်အဲ့တော့ဒါကိုငငယ်တုန်းကအချက်ဒါပေမဲ့ခုနှစ်တန်းလောက်မှာမိချင်းနာကိုစပြောင်းလာတယ်မိချင်းနာကိုပြောင်းလာတဲ့အခါမှာဒီလိုအိမ်ပေးနာလေးမှာစာအုပ်ဆိုင်ရှိတယ်အဲ့ဒီစာအုပ်ဆိုင်မှာအမြဲတမ်းတွန်းကားရတယ်ပေါ့နော် Bible ပြောလို့ဖြတ်ပြောလဲ ကျွန်တော်ကလည်းငငယ်တော့ Bible ဖတ်တယ်ဖတ်တယ်ဆိုတော့ကဟိုအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တယ်အိမ်မှာ Bible လည်းရှိတယ်ဖခင်စာအုပ်လည်းရှိတယ်ဒါက religion အနေနဲ့ပြောရအောင်မို့ Bible မှာလည်းအဲ့လိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေအများကြီးပဲမြန်မာမှာဆိုလည်းဒီဇက်ကြီးဆွဲပွဲတွေဒီ950နီးပတ်တော့ဗာညာအဲ့လိုရှိတယ်အဲ့ Bible story တွေကလည်းတကယ်တမ်းပြောရရင်လေခလီးတယောက်ကိုလေလမ်းမှန်ရအောင်သူကတင်ပေးတယ်ဥပမာဆိုလို့ရှိရင်ဟို David and ဟိုဂလာယတ်ဟိုဟိုဗာအဲ့လိုမျိုးဇာတ်လမ်းတွေရှိတယ်နောက်တစ်ခါ Noah's Ark တို့တကယ်ပုံမြင်လေးကနေမှဒီ moral တွေကိုအများကြီးတင်ပေးတာကွာဒီလား ဲ့တော့ကျွန်တော်လက်ငယ်ရောလို Bible story တော်တော်လေးဖတ်ဖြစ်တယ်။နောက်အိစာအုပ်၅ဆိုင်ပြောရတယ်ကျွန်တော်တို့လမ်းထဲမှာကစာအုပ်ဆိုင်ရှိတော့ပြောရရင်အဲ့အချိန်ကမီဒီတာအပြတ်တယ်ကွာ။ပြီးတော့ TV မှာကြည့်စရာလည်းအများကြီးမရှိဘူး။အဲ့တော့ကျွန်တော်တရက်ကိုအိမ်ကစာအုပ်နှစ်အုပ်ပေးငါတယ်။စာအုပ်ဆိုင်တော့ငါလို့ရှင်။အဲ့ဒါဆိုလို့ရှင်ကျွန်တော်ငငယ်တော့ဆက်ဆက်ငါကျွန်တော်ကာတွန်းတွေပဲဖတ်တာ။တမိန်ပေါ်တွတ်တို့ပါတွတ်ပြီးတော့ပါဖတ်တယ်။နောက်ကြီးတာတော့အဲ့လိုနည်းနည်းဟိုဝတ္ထုတွေပဲစာစာဖတ်ပြတော့ bro ဖတ်ပြလာတော့မသိဘူး။မင်းတင်ခါလေ။မင်းတင်ခါမင်းတင်ခါဝတ္ထုတွေတော်တော်ဖတ်ပြတယ်အဲ့မှာစနေမောင်မောင်တို့ပါတော့အစုံဝင်အဲ့လိုရှောက်ဖတ်တယ်။ အဲ့လိုဟာမြန်မာစာအုပ်တွေဖတ်တာနောက်တော့ကျွန်တော်ခုနှစ်တန်းမှကျွန်တော်အင်္ဂလိပ်ကျောင်းအင်္ဂလိပ်ကျောင်းကတော့ဒီနေ့လူဝင်ဆန့်ကျွန်တော်အိမ်မှာကျွန်တော် Harry Potter တို့ပါလို့စာဖတ်တယ်ကွာတိတာအဲ့တော့အဲ့တော့ Harry Potter ရုပ်ရှင်ပဲကြည့်ဘူးတာကွာစာအုပ်မဖတ်ဘူးအဲ့ကျွန်တော်စာအုပ်ဖတ်ကြည့်တော့မှဝါတော်တော်မိုက်တာပဲလို့ပေါ့နော်ရုပ်ရှင်နဲ့မတူဘူးသူကဒီ details တွေအများကြီးပါတယ်အဲ့လိုမျိုးဖတ်ဖြစ်တယ်နောက်စေးချောင်းရှောက်တော့မယ်ဆိုဆရာဝန်စာအုပ်တွေစာဖတ်ဖြစ်တယ်ပေါ့နော်ဆရာဝန်နဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒီမှာကျွန်တော်ဒီစာအုပ်ကကျွန်တော်ရွှေနှုတ်မှာကျွန်တော်ရွေးပေးထားတယ်မှာပါတယ်သူစာအုပ်နာမည်ကတော့ When breath becomes air ဟိုကိုယ့်ရဲ့ရှူရဲအသက်ရှူရဲလေရနေမှဒီတာမန်လေကိုပြောင်းသွားတော့ Profapula တော့မသိဘူးရေးတာကတော့ Paul Calanity ဆိုတာရေးတာသူအသက်30ဝန်းကျင်ရှိပြီကွာ US မှာနေတာသူကဟို neurosurgeon ပေါ့နော် အုံနောက်ခွဲစိတ်ဆရာဝန်ဖြစ်ဖို့သူက train လုပ်နေတာ train လုပ်နေရင်လည်းသူက training ပြီးကံဒီအချိန်လေးမှာလုံးဝ fully qualified ဖြစ်ခံဒီအချိန်မှာ လုံးဝကုလို့မရတဲ့ cancer ဖြစ်သွားတာပေါ့အဲ့တော့သူကလူတွေရဲ့အုံနောက်နေကိုခွဲစိတ်ရင်လူတွေကိုအသက်ကယ်ပေးနေရတဲ့လူတယောက်ကနေမှာတေကန်ဒီလူနာကိုဖြစ်သွားတဲ့အခါမှာအဲ့ဒီ transition ပေါ့နော် ဒီစာအုပ်ကတော့သူ့ရဲ့ memoir ပေါ့သူနောက်ဆုံးအချိန်လေးကိုသူကရေးထားတာပေါ့အဲ့ဒီအချိန်မှာမှသူအမျိုးသမီးလည်းသူဆုံးငန်းဒီမှာကိုဝင်ရှိသွားတယ် medically လည်းစိတ်ဝင်စားဖို့ကောင်းတယ်နောက်ဒီလူတယောက်ရဲ့ story ကနောက်ကျွန်တော်ကဒီအသေးချင်းတရားကိုတော်တော်လေးဟိုစိတ်ဝင်စားတယ်ကျွန်တော်ငငယ်ရောဆိုအသေးချင်းတရားအကြောင်းနေတိုင်းအောင်စဉ်းစားဖြစ်တယ်အဲ့တော့ နောက်ဆုံးဒီယောဂကင်ဆာစားဖြစ်တဲ့အချိန်နဲ့သူဆုံးခံနေတဲ့အချိန်ဒီပေါ်သူရေးထားတဲ့သူရဲ့ဇလံအကြောင်းပေါ့နောက်ဆုံးမှာကျတော့သူဆုံးသွားပြီးတော့မှစာအုပ်ရဲ့ဒီအဆုံးမှာကသူအမျိုးသမီးရဲ့ဆက်ရေးထားတာပေါ့နော်သူမရှိတော့တဲ့အချိန်အကြောင်းဟုတ်လားအရန်ကိုဖတ်လို့လည်းတအားကောင်းတယ်ဟိုတော်တော်လေးဝမ်းနေပေါ့ကျွန်တော်ဆိုဖတ်ရင်လည်းငိုငိုတယ်အိစာအုပ်ကိုဟုတ်လားကျွန်တော်ဖတ်ရင်လည်းငိုတဲ့စာအုပ်ကဒီရှင်တို့ထဲမှာရှိရပေါ့နော် The Happiest Man on Earth ဆိုတဲ့စာအုပ်အဲ့ဒီစာအုပ်ကလုံးဝနာဇီခေတ်ကအကြောင်းပေါ့နော်အဲ့ဒီစာအုပ်ဆိုရင်ဖတ်ရင်လည်းငိုတယ်အခုနောက်တော့မှ man search for meaning ဆိုရယ်စာအစားအုပ်ကလည်းကိုဖတ်ရင်နဲ့ငိုတဲ့ထဲမှာပါတယ် a similar story ကွာဟုတ်တကယ် true story ကိုရေးထားတဲ့အတွက်ကြောင့်မို့လေဟုတ်ကျွန်တော်ကျအဲ့လိုဟိုဘယ်လိုပြန်ခုနကလိုဒီ atomic habits ဆိုပါတော့ rich dad poor dad တို့လိုမျိုး self help စာအုပ်တွေဖတ်ရတာလည်းကျွန်တော်ကြိုက်တယ်အဲ့ဒါကြတော့ပြောလို့ရှင်ဖတ်ရတာကွာဘယ်လိုပြောရမလဲ entertainment အရင်မရဘူးကွာ value တော့အများကြီးရတယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့ပြောရလို့ရှင်အပြင်းပြဖတ်ရတဲ့စာအုပ်ပို့ကြိုက်တယ်နောက်တစ်ခုဖတ်ဖြစ်တာကြတော့ဒါကတော့မြန်မာစာအုပ်ကိုကြားပေါ်ရေးတာ the odyssey ဆိုတာ ဒါဆိုလဲပြောရကျွန်တော်ကိုကြားဘောကတော့ငငယ်လေးတွေကကျွန်တော်တော်တော်လေးသဘောကျတဲ့ artist တွေမှာပါတယ်ကွာသူဆိုတချင်းနဲ့လည်းနားထောင်ပြစ်တယ်စာအုပ်လည်းဖတ်ဖြစ်တယ်သူဆိုကာတွန်းနဲ့လည်းရေးတယ်ကွာပကြီလဲဆိုတော့ကျွန်တော်သူဘာလို့လဲကျွန်တော်အကုန်သဘောကျတယ်ဒီစာအုပ်ကိုကျွန်တော်ဘာကြောင့်အဓိကကြိုက်လဲဆိုတော့ဒါကသူ့ရဲ့ biography လည်းဖြစ်တယ်ကွာ ပြီးရင်ဒီချင်းသမိုင်းကြောင်းလည်းဖြစ်တယ်နောက်တစ်ခုကဒီအဖေးပေါ့နော်အဖေးတယောက်သူ့သမီးလေးတွေပေါ့ဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းနောက်တစ်ခုကကျွန်တော်စာအုပ်ဖတ်လို့ရှိရင်ပေါ့အဲ့လိုကိုယ့်ကိုယ်ကိုအရင်ကလေအမွန်းတင်ပြီးတော့ perfect human တယောက်ဖြစ်နေတာမျိုးကျွန်တော်သဘောမကျဘူးဒီမှာကျတော့သူ့ရဲ့လူသားတယောက်ဆန်ဆန်သူ့ရဲ့အားနည်းချက်တွေသမီးလေးတွေကိုချစ်တဲ့အရာတွေသူဖြစ်တဲ့ guilt တွေကိုရေးထားပေါ့တော်တော်လေးကိုကျွန်တော်ပြောရမနစ်ကဖတ်တဲ့စာအုပ်ဒီထဲမှာကျွန်တော်ဒါအကြိုက်ဆုံးစာအုပ်လို့တော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အချိန်ချိန်လုံးပြောင်းလာကျွန်တော်အကြိုက်ဆုံးစာအုပ်တွေလက်ရှိအချိန်မှာ Atomic Atomic Habits ဆိုကျွန်တော်အခုချိန်ထိကကျွန်တော်အမြန်ကြိုက်တယ်မှာပါတယ် နောက်တစ်ခါဒီ when breath becomes air ပေါ့နော်အဲ့ဒါအတော့အဓိကကျွန်တော်ဆရာဝန်အလုံးနဲ့လဲဆိုင်နေနောက်တစ်ခါတေးချင်းတရားဘာညာနောက်အရန်လဲ one နဲ့ပို့ကောင်းအဲ့ဒါလေးကြိုက်တယ်နောက်တစ်ခါတော့ကျွန်တော်လက်ရှိဖတ်ဖြစ်နေတဲ့ the odyssey ပေါ့အဲ့ဒီတော့